ဲ့ဒီတော့ကဒီရန်သူရဲ့လှုပ်ရှားမှုမရှိပဲကျွန်တော်တို့တီးသားနေမီဆိုးမိုးရေးလုံမှာမဟုတ်ဘူးရန်သူတွေကိုတော့ကျွန်တော်တို့အဆင်ပြေရင်ပြေသလိုအခွင့်အာဏာရင်တာသလိုတိုက်ပွဲဝင်မှုကတော့လှုပ်ဆောင်သွားမှာပဲဒါပေမဲ့နေမီဆိုးမိုးရေးနဲ့ထိန်းချုပ်ရေးကိုတော့ဒီဒေတာမှာကျွန်တော်တို့လုံးလုံးစင်မှာတော့လုံးဖို့မရှိသေးဘူးဆိုတာတော့ပြောခြင်းတယ် မွန်ဂီတော်လိုင်းတာ MSRF ကဒီတော်လိုင်းစတင်ကလေးကဒီဒေါနာစစ်ကြောင်း ABSDF နဲ့အခြားသောမဟာမိတ်တပ်မှာ KBDF လို့ PDF တပ်တွေနဲ့အတူ CA ပူးပေါင်းဆောင်ရွက်မှုတွေလုပ်လာခဲ့တာ အခုမှမဟုတ်ပါဘူးအရင်ကလေးကစပြီးတော့အရင်ကလေးကလည်းလုံနေကြပါနော်အခုတော့ AD ကထွက်လာပြီးတော့ပါဝင်လာတဲ့အပေါ်မှာပူပေါင်းဆောင်ရွက်ဖို့ဟိုထပ်မံပြီးတော့စကားပြောဆွေးနွေးသဘောတူညီချက်ရတာပေါ့နော်ဒီချိန်မှာထူးခြားချက်ကတော့ KNU တက်မှ29တိုင်ရင်တက်မှ6တိုင်ရင်29ကလည်းအပါလာတော့တမင်းနဲ့စက်ခုနှစ်နဲ့အားလည်းအရင်ကအရေးကလည်းကျွန်တော်တို့ရန်ဖန်ရန်ခါဖူးရွေးစင်ရီအလုပ်တာတွေရှိတယ်။ဒါကြောင့်ဟိုအတူတကွပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပုံရံသူကိုကျွန်တော်တို့လွယ်လွယ်နဲ့ အောင်မြင်စွာတိုက်နိုင်မယ်ဒါကိုရည်ညွှန်းပြီးတော့အခုလိုမာမိတ်ဟိုပေါင်းစုချင်းဖွဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အချမ်းဖက်စစ်ကောင်စီတပ်တွေကဒီနှစ်6တွေ့ရာဒီမှာဒီရေပြူမျိုးနယ်တဝိုက်မှာစစ်စင်ရေးလှုပ်ရှားမှုတွေစစ်ကြောင်းထိုးမှုတွေခက်စစ်စစ်လှုပ်လာတာရှိတယ်လွန်ခဲ့တဲ့နှစ်ရက်ကပဲကျွန်တော်တို့မဟာမိတ်တပ်တွေနဲ့ဒီ စစ်ကောင်စီတပ်တွေရဲ့ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေဖြစ်ခဲ့တာရှိတယ်ရန်သူဘက်ကထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ပြည်သူတွေကသတင်းပို့ထားတာရှိတယ်ပေါ့နော်အာအဲ့ဒါအပြင်ဒီမောရဝတီရစကန်ဌာနချုပ်အခြေဆိုင်ရာမင်းသားပတ်ဝန်းကျင်မှာပေါ့နော်အဲ့ဒီဘက်မှာလည်းရန်သူတိုင်ရင်၃လရင်ပေါင်းတဲ့စစ်ကြောင်းတွေနှစ်ကြောင်းနဲ့လှုပ်ရှားနေတဲ့နေသားတွေရှိတယ်လို့အာဒီရေပင်လေပင်ကနေပြီးတော့လဲ စစ်တင်ဘောကြီးတွေကသူတို့ရဲ့တပ်တွေရဲ့လှုပ်ရှားမှုကိုဟိုပါဖို့၊ကူညီဖို့ဆိုပြီးတော့အာခက်စစိတ်ခက်တွတ်လှုပ်ရှားနေတာတွေရှိတယ်ဗျအဲ့ဒီဒီရေပြင်းမျိုးနဲ့အထူးသဖြင့်ဘောရော်ဒီစကန်ရေသစကန်ဌာနချုပ်မှာပေါ့အမတ်ရှိပြောင်စုလမ်းမကြီးတစ်ချောင်းမှာတော့ဒီရန်တုံစစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေစီးရဲလှုပ်ရှားမှုတွေအတော်လေးပြင်းပြင်းထန်ထန်လှုပ်လာတယ်လေကြောင်းကနေပြီးတော့တိုက်ခိုက်တာတွေလည်းရှိတယ်ကျွန်တော်တို့တော်လိုင်းရေးဖွဲ့တွေနဲ့တိုက်ပွဲတွေအချင်းချင်းကာကာဖြစ်ပြီးတော့ပြည်သူတွေလည်းဟိုအိုးပြစ်အိမ်ပြစ်ပေါ့နော်ဟိုထွက်ပြေးနေရတာရှိတယ်ဒီရေပြည်မြို့နယ်မှာစစ်ကောင်တီတပ်တွေအခုလိုအင်အားအလုံးအင်းနဲ့စူစီလှုပ်ရှားလာတာကလည်းဒီအမှတ်ရှိပြည်အောင်စုလမ်းမကြီးကိုပြန်လဲထိန်းချောင်းဖို့ရွေကျက်နဲ့လှုပ်ဆောင်လာတယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော် နောက်တစ်ချက်ကဒီရုရှားနဲ့စီးပွားရေးသဘောတူညီချက်လက်မှတ်ထိုးပြီးတဲ့အပေါ်မှာအများဆုံးအကောင့်ဖို့ထဲပေါ်နိုင်ဖို့အတွက်စစ်ကောင်စီကဒီအမှတ်၈ပြည်ထောင်စုလက်မှတ်ကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အခုလိုတပ်တွေအင်အားတွေလေတပ်ကြီးတပ်ရေတပ်အလုံးစုံနဲ့ပြင်ဆင်မှုတွေလုပ်လာတယ်စစ်ကြောင်းတွေ ထိုးလာတယ်တိုက်ခိုက်မှုတွေလုပ်လာတယ်တို့ကျွန်တော်မြင်တယ်ပေါ့နော် မွန်ပြည်တော်လိုင်းတား MSRF နဲ့ပူးပေါင်းပါဝင်လှုပ်ရှားနေတဲ့အခြားသောတပ်တွေ ကတော့ဒီအမှတ်ရှိပြည်အောင်စုလမ်းမကြီးနဲ့ဆက်ဆက်နေတဲ့ဒေသတွေကြေးရတွေကို ထိန်းချုပ်ရေးနေမြေစိုးမိုးရေးတွေကိုတော့လောလောဆယ်တမှာတော့လှုပ်ဆောင်ဖို့မရှိပါဘူးအကြောင်းကတော့ကျွန်တော်တို့တိုက်ပွဲဖြစ်တိုင်းတိုက်ပွဲပေါ်ဆောင်တိုင်းကျွန်တော်တို့လှုပ်ရှားမှုတွေကိုရန်သူကသိရှိတိုင်းမှာဒီပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေရဲ့ကြေးရွာတွေအိုးအိမ်တွေကို လေရင်နဲ့ဘုံကျဲတာတွေရှိတယ်။ရဟန်းမြေမော်ကနေပြီးတော့တနတ်ဆက်တနတ်နဲ့ပြစ်သွားတာတွေရှိတယ်။အဲ့ဒီတော့ကဒီရန်သူရဲ့လှုပ်ရှားမှုမရှိပဲကျွန်တော်တို့တီးသားနေမီဆိုးမိုးရေးလုံမှာမဟုတ်ဘူး။ရန်သူတွေကတော့ကျွန်တော်တို့အဆင်ပြေရင်ပြေသလိုအခွင့်တာရင်တာသလိုတိုက်ပွဲဝင်မှုကတော့လှုပ်ဆောင်သွားမှာပဲ။ဒါပေမဲ့နေမီဆိုးမိုးရေးနဲ့ထိန်ချုပ်ရေးကိုတော့ဒီဒေတာမှာကျွန်တော်တို့လုံးလုံးဆယ်မှာတော့လုံးဖို့မရှိသေးဘူးဆိုတာတော့ပြောခြင်းတယ်။အပီပြီးတော့ဒါပေမဲ့ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ဒီစစ်ကောင်စီတွေရဲ့လှုပ်ရှားမှုတွေကိုဟာတားနိုင်ဖို့အတွက်ရမန်ရကကျွန်တော်တို့စစ်စေးရေးတွေထိန်းချုပ်ရေးတနည်းဖုံပေါ့နော်အလုံဆောင်မှုတွေကတော့အဆင်ပြေရင်ပြည်သူတို့ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျမူပြီးတွန်လိုင်းတ MSRF အနေနဲ့ကຫນွေဥတွန်လိုင်းစတင်ပေါ်ပေါက်လာကတည်းက မဟာမိတ်လင်းနေကြိုင်တုံလိုင်းရဲ့အဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့တိုက်ပွဲဝင်ခဲ့တာဆိုလို့ရှိရင်အခုဆိုတိုက်ပွဲပေါင်း30ကျော်ဆင်နွှဲနိုင်ခဲ့တယ်လို့ရန်သူရဲ့စခန်းငယ်လေးတွေကိုလည်းကျွန်တော်တို့သိမ်းနိုင်ခဲ့တာရှိတယ်။ဒါကြောင့်အခုလိုမဟာမိတ်ထပ်ဖွဲ့ပြီးတော့ရှေ့မှာဒီလိုအချိန်နေပေးရင်ပေးတယ်လို့ရန်သူကိုဆက်လက်တိုက်ပွဲဝင်သွားဖို့ပဲရှိတယ်။ဒီနေရာမှာထက်လောင်းပြောကျင်တာက ကျွန်တော်တို့ဒေါ်လာရေးအဖွဲ့အစည်းများအားလုံးရဲ့ဥတီချက်ကဒီစစ်ကောင်စီကိုအမြစ်ပြတ်ချိန်မုံပြီးတော့ဒီစစ်ပန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးငင်းညမ်းတာယာဝါပြောတဲ့အဲလူအဖွဲ့အစည်းတရဒီစထောက်ဒီအဖော်ဆောင်မှုဖြစ်တဲ့အတွက်ကြောင့်မဖြစ်မနေဒီစစ်ကောင်စီကိုတော့ကျွန်တော်တို့မဟာမိတ်ပူးပေါင်းဖွဲ့တော်တော်လကောင်မွန်ပြည်တော်လိုင်း၏ သက် MSRF အနေတီးသအနေနဲ့တော့လကောင်ဆက်လက်ပြီးတော့တိုက်ပွဲဖော်ဆောင်သွားဖို့ပဲရှိတယ်။ True စကြီးကြီးမားမားတွေစကန်သိန်းတိုက်ပွဲတွေမြို့သိန်းတိုက်ပွဲတွေမဖော်ဆောင်နိုင်ဘူးလားဆိုတော့ဒါကတော့အခြေအနေပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့လှုပ်တည်ရင်လှုပ်သွားရမှာပဲအဓိကကတော့စစ်ကောင်စီအ мян ဆုံးအမြင့်ပြုတ်ပြုတ်ကြနိုင်ဖို့ဆိုတော့ရတဲ့နည်းနဲ့ဖြစ်တဲ့နည်းနဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်အနေနဲ့ဒီကနေပဲပြောချင်ပါတယ်